ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မနေ့ကမက်ရှလာ28ရက်နေ့မှာလုခတ်ခဲ့တဲ့ရရှိတာစကေးခွန်တသမခွန်ရှိရဲ့ပြင်ရကြီးငလီရင်ကြောင့်နေပြည်တော်မန္တလေးစကိုင်းတို့မှာထိခိုက်တည်ဆုံးသူ144ယောက်ရှိပြီးထိခိုက်ဒဏ်ရာရသူ932ယောက်ရှိတယ်လို့စီကောင်းဆောင်ဝူချုံမှုကြီးမင်းအောင်လိုင်ကပြောဆိုထားပါရယ်ငလီရင်နဲ့ပျက်စီးထိခိုက်မှုတွေကိုစီကောင်းဆောင်ကမနေ့ကညပိုင်းမှာစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းတွေကနေတဆင်ပြောကြားခဲ့တာပါ ထိခိုက်တည်ဆုံးသူဒီထက်များနိုင်တယ်လို့လေစစ်ကောင်းဆောင်ကပြောဆိုခဲ့ပြီးနိုင်ငံတကာကလည်းအကူအညီတောင်းထားပါတယ်။မန္တလေးမြို့မှာတော့နောက်ဆက်တွဲငလျင်ငယ်တွေလုခတ်ခဲ့ရာကြောင့်မန္တလေးမြို့ခံတွေဟာလမ်းပေါ် traffic ကငလျင်ရှောင်နေခဲ့ကြပါတယ်။ငလီရင်တန်းကြောင်းထိခိုက်တံရရသူတွေဟာမန္တလေးပြည်သူစေယုံဝင်အတွင်ပြည်နေပြီးရက်စမီမီယာတွေမောင်မောင်မီမီစေယုံဝင်အတွင်ကိုလူနာတင်ကားတွေတွန်းလေးတွေနဲ့ဝင်ရောက်လာခဲ့ပေမဲ့ ေကူတာခွင့်မရတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။နေပြည်တော်ကတင်တထောင်ဆေးရုံလေးပြိုကျပျက်စီးခဲ့တယ်လို့သိရပါဗျ။စကိုင်းမန္တလေးမကွေးနေပြည်တော်ကောင်စီနေမြေပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှိမြောက်ဒေသတွေမှာငလီရင်တန်းကိုအပြင်းထန်ဆုံးခံစားခဲ့ကြရပါဗျ။